ားလုံးမေမေလာပါကျမရဲ့ channel ရရဲ့ကြိုဆိုပါရစေဒီနေ့တော့ပရိသတ်တွေကိုကြောက်မက်ဖွယ်ရာမြမရိုးရာပုံမြင်တွေနဲ့ခြောက်ချားစရာကောင်းတဲ့အတွေ့အကြုံတွေကိုဝင်မြပေးသွားမှာဖြစ်ပါတယ်ရှေးခေတ်ကတည်းကဗဇက်ရာဇဝင်အဖြစ် ပြောစမဲ့တွင်ခဲ့တဲ့ဒီပုံမြင်တွေဟာယနေ့တိုင်ကျမတို့ရဲ့စိတ်အာရုံထဲမှာစွဲထင်ကြန့်ရှိနေသေးပါဒါကြောင့်ဒီညတော့မီလီတွေကို မိန်ထားပြီးတော့အတန်ကိုတေချနားထောင်ကြည့်တော့ညရဲ့အမောင်တူးကတဖြည်းဖြည်းပုံမနဲ့ဆိုင်လာတာနဲ့အမြခီးသွားတယောက်ဟာသူ့ရဲ့ဥတီယာကိုဇွဲနှဘဲနဲ့ရှောက်လန်းနေခဲ့ပါတယ်သူကတော့ပုံနာတူးဖြစ်ပြီးဝေးလံခေါင်းတည်တဲ့ရွာတရွာကိုတွားရောက်ဖို့လမ်းခရီးမှာညအမောင်နဲ့ရင်ဆိုင်နေရတာပါပုံနာတူးရဲ့ပခုံးမှာ လွယ်အိတ်တလုံးတွေကလမ်းမအတိုင်းပြင်းညင်းစွာရှောင်နေပါတယ်အချိန်တွေတော်တော်ကြာရှောက်လာခဲ့တာကြောင့်ပုံနာဟာအတော်လေးပင်မဲနေပါပြီခြေလမ်းတွေရာလဲလေးလံလာသလိုခန္ဓာကိုယ်ကလည်းနားကျင်နေပါပြီရုတ်တရက်သူ့ရဲ့အမင်းအာယုန်ထဲမှာတော့လူသူကင်းမဲ့နေကုန်ရတဲ့အိမ်ဟောင်းတစ်ခုပေါ်လာခဲ့တယ် ပုံနာဟာခဏလောက်နာဖို့အတွက်အဲ့ဒီအိမ်ထဲကိုဝင်ဖို့ဆုံးဖြတ်လိုက်တယ်။အိမ်ထဲကိုရောက်တော့တိတ်ဆိတ်မှုနဲ့မှောင်မဲမှုက သူ့ကိုကြိုးစုံနေတယ်။လေထုထဲမှာတော့ဆူထိုင်းတဲ့အနက်နဲ့ဖုံမုံနဲ့တွေရောထွေးနေတယ်။ပုံနာဟာတနေရမှာနေရယူလိုက်ပြီးခဏလောက်အမောဖြေဖို့ပြင်ဆင်လိုက်တယ် သူရေတောက်နေတော့မှာပဲအိမ်ရဲ့အတွင်းဘက်စီကနေတိုးတိတ်တဲ့ခြေတန်လိုလိုအတန်တစ်ခုကိုကြားလိုက်ရတယ်ပထမတော့လေးတိုက်လိုဖြစ်မယ်လို့သူထင်လိုက်ပေမဲ့အတန်ကတဖြည်းဖြည်းပို့ပြီး ရှင်းရှင်းလင်းလင်းကြားလာရတယ်သူ့ရဲ့ရှင်ထဲမှာတော့မတင်ငါစရာကောင်းတဲ့ခန်းစားချက်တစ်ခုစတင်လာတယ်ဘသူမှမရှိတဲ့ဒီအိမ်ထဲမှာဘလို့အတန်တွေကြားနေရတာလဲ အဲ့ဒီအချိန်မှာပဲမောင်မဲနေတဲ့အထဲကနေအဖြူရောင်အရေးတစ်ခုဖြင်းညင်းစွာထွက်လာတာကိုသူမြင်လိုက်ရတယ်။အဲ့ဒီအရေးဟာတဖြည်းဖြည်းပိုပြီးရှင်းလင်းလာတဲ့အခါမှာတော့အဖြူရောင်အဝတ်စားတွေကိုဝတ်ဆင်ထားပြီးဇပင်ရှည်တွေနဲ့မျက်နှာကိုဖုံးအုပ်ထားတဲ့မိန်းမတစ်ယောက်ကိုသူတွေ့လိုက်ရတယ်။သူမဟာတိတ်ဆိတ်စွာနဲ့သူ့ကိုစိုက်ကြည့်နေပါတယ်။ ုံနာဟာကြောက်လန့်တကြားဖြစ်သွားတယ်။ညနဲ့တကောင်းမှာ လူတူမရှိတဲ့အင်ကိုဟောင်းထဲမှာဒီလိုထူးဆန်းတဲ့မိမတယောက်ကို တွေ့လိုက်ရတာဟာဘလို့မှမဖြစ်နိုင်တဲ့အရာတစ်ခုပဲ။အဲ့ဒီမိမဟာ ဖြင်းရင်းစွာနဲ့သူ့စီကိုရှောက်လာပါတော့တယ်။သူမရဲ့ခြေလန်းတွေကတော့ဘာအတမ်းမှမကြားရဘူး။လေထဲမှာတိတ်ဆိတ်မှုကလွှမ်းခြုံထားပြီးပုံနာရဲ့နှလုံးခုန်တံကားတော့တဖြည်းဖြည်းမြင်လာတယ်။ ထို့မျိုးသမီးဟာပုံနာရဲ့ရှေ့မှာရက်လိုက်ပြီးဖြင်းညင်းစွာ သူမရဲ့စပင်တွေချားကနေမျက်နှာကိုပေါ်လာအောင်လှုပ်လိုက်တဲ့အခါမှာတော့သူမြင်လိုက်ရတာကတော့လူသားရဲ့မျက်နှာမဟုတ်ဘူးပြုတ်ဆွနေတဲ့မျက်လုံးတွေနက်မှောင်နေတဲ့အပေါက်တွေနဲ့ကြောက်မက်ဖွယ်ရာအသွင်ပြင်တစ်ခုပဲ။ အဲ့ဒီအချိန်မှာပဲလေကိုခွင်းပြီးထွက်လာတဲ့ကြောက်မက်ဖွယ်ရအော်တန်တစ်ခုဟာပုံသားရဲ့နားထဲကိုစိုးဝင်သွားပါတော့တယ်။ကြောင်းလန့်တကြားဖြစ်သွားတဲ့ပုံသားဟာအော်ဟစ်ပြီးနောက်ကိုလဲကျသွားပါတယ်။သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကြောက်ရွံ့မှုကြောင့်တုံ့ရင်နေပါတယ်။အဖြူရောင်မျိုးသမီးဟာတဖြည်းဖြည်းပို့ပြီးနီးကပ်လာပြီး သူမရဲ့လက်တွေကိုပုံနာစီကိုဆန့်တန်းလိုက်တဲ့အခါမှာတော့ဒါဟာပုံနာရဲ့နောက်ဆုံးမြင်ကွင်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဘာဖြစ်သွားလဲဆိုတာကိုတော့ဆက်ပြီးစောင့်ကြည့်ကြပါဦးနော်။